ါပါရှင်။အောင်နေမမ YouTube Channel လေးကနေ Nutri စွာကြိုဆိုလိုက်ပါရစေ။ချာချင်းညပူလေးရေးသားထားတဲ့မူရှာဝီရိုဆိုတဲ့ခီးတွားဆောင်ပါလေးရဲ့နောက်ဆုံးပိုင်းနဲ့အတူအညိုရိုးရိနာဂယူရနိတိကူပွဲတော်ကိုလေ့လာကြည့်လိုက်ကြရအောင်နော်။ပွဲတော်ရတာ14ရက်နေ့မနက်ခင်းမှာနာဂယိုရာနိတိကူပွဲတော်ကွင်းဖွင့်ပွဲကျင်းပမယ်လို့စားတောက်ဆောင်ရဲ့ဝလုံးတိုင်တွေမှာ ပွဲအစီအစဉ်ဆိုင်ရွက်တွေကတ်ထားတယ် တချို့ပုံကိုယ်တွေကတော့အခုလို A4 အရွယ်စာရဲလေးတွေကတ်တာမသိမမြင်တာဘူးဒီထက်ထင်ထင်ရှားရှားမြင်တာတဲ့နေရာမှာကတ်ထားသင့်တယ်လို့ပြောတဲ့အကြရတယ် အဲ့ဒီနေ့ကနှစ်သစ်ကူးပွဲအထိမ်အမတ်တကွန်နိုင်ထူတယ်။နာဂတိုင်ရင်သားတွေကရွာရှားပေါင်းများစွာပါတဲ့ဝါဆဲလေးလေးတွေဆင်ထားတဲ့ဝဘိုးတိုင်ကြီးကိုမိမာစိုက်ထူကြတဲ့အခါဝါထက်လေးတွေကအချင်းချင်းထိခတ်ကြပြီးဂီတတန်တွေဖြစ်ပေါ်လာသလိုခံစားရတယ်။ပွဲတော်အောင်မြင်စေကြောင်းချီချူးထောပနာတဲ့ဒေးတန်လီလာပွဲတော်လာပိတ်သက်ကြီးနေတကွမြန်မာပြည်တလွှားအေဂျင်စီပင်စီဖို့စုမွန်တောင်းတေးသွားလီလား ဒါမှမဟုတ်နောက်နှစ်ခါလဲစီလို့ကြုံမယ်ဆိုတဲ့ဂီတတန်လည်းဖြစ်နိုင်တယ်တကွန်တိုင်းကဝါထဲလေးတွေရဲ့အမိတန်ကကြာရသူအဖို့တန်တိယတန်တိယတာခံစားရပြီးပီတိဖြစ်ကြရနောက်တစ်ခါစင်ဆက်မပြတ်ကြားချင်းစိတ်ပေါ်စေတာတော့အမှန်ပဲရိုးရပန်အတိုင်းနမူနာစောက်ထားတဲ့ပန်တဲကလူကြီးလက်နှစ်ဖက်စာလောက်ရှိတဲ့တစ်ထွင်းနှုံးကြီးနှစ်တုံးမှလည်းတုံးတွေကိုတန်မြိုင်ထူကြတယ်ညာတန်တွေ ညာတန်ပေးတေးတွေတီးပြီးထုတဲ့တုံးထူးတန်ကကြားရသူတွေရဲ့ရင်ထဲထိဒုတ်ဒုတ်ထိရောက်တယ်။နိုင်ငံသားသားခီးသွားတွေဓာတ်ပုံဆရာတွေကင်မရာကင်ထားသူဟူတန်မြခလုတ်တွေတနေတဲ့နှိတ်ကြချိန်ပေါ့။ရိုးရဝဲဆောင်ကိုစီနဲ့အမျိုးသားအမျိုးသမီးတွေကိုဧည့်သည်တွေဓာတ်ပုံတွေရိုက်ကြဗီဒီယိုမှတ်တမ်းတွေတင်ကြပေါ့။ တရှိမျိုးနဲ့ဒိန်ကလိန်အုပ်စုက အမျိုးသားအကနဲ့ပထမဆုံးဖျော်ဖြေဧခန်နဲ့ဧဒယ်ရီရဲ့လက်ခုပ်တံတွေအပြီးမှာလီရှိမျိုးနဲ့ဆမရာနာကအမျိုးသမီးပန်ဆက်အမျိုးသမီးအက ရော်ပါမီအမျိုးသားအကကူကီးအမျိုးသမီးအကမတော်ကြီးအမျိုးသမီးအကထမတိအမျိုးသားများရော်ပါမီအမျိုးသမီးများငကြံမအမျိုးသားများဒိန်ကလိန်အုပ်စုမအမျိုးသမီးများစသည်ဖြင့်အခမ်းအရာမှာလက်ခုပ်တံတွေညံမဆဲအောင်ပါပဲရိုးရာနေတိကူပွဲတော်ကိုဒေသခံပွဲကြီးပြိတ္တကတင်ပိုက်ထားတယ်လို့ဓပုံသမားတွေကလည်းဓပုံကောင်းတွေရဖို့အသက်အောင်ပြီးခလုံးနှိမ်နေကြတယ် ဒေသခံပွဲကြီးပြိတဲ့အများစုကတောင်ကမူလေးအထက်မှာနေရာယူထားကြတယ်။အရေးကြီးပုဂ္ဂိုလ်တွေနဲ့နိုင်ငံသားတွေကမန်တပ်ထဲမှာထိုင်ကြည့်နေကြတယ်။ ကျွန်တော်အဖြစ်ကရေစရာကောင်းတယ်။နာဂရီရဲ့ရွာတွေကိုတကယ်မသွားပဲရိုးရာနှစ်သိကူပွဲမှာလာတဲ့ရင်ကျေးမှုအဖွဲတွေကိုဓာတ်ပုံရိုက်တယ်။သူတို့ကလည်းပွဲတော်မှာလာကားကြတာမှုတနခါလိမ့်သူလေမိကက်လေးပပဖို့သူဖို့ညနေချီလူသူလူနဲ့ပေါ့။နှုတ်ခမ်းညီကတော့အမျိုးသမီးတိုင်းလောက်နီးနီးဆိုထားကြတယ်။ဘလို့လို့ပြီးမစင် မပြင်းမစင်တဲ့ရိုးရာဓာတ်ပုံကိုရနိုင်ပါမလဲ။ဒီကြားရဲသူတို့ရဲ့ရင်ဘတ်မှာပွဲတော်အထိတ်အမှတ်ဖဲပြားဝင့်တွေတက်ဆင်ထားလိုက်သေးတယ်။ ကျွန်တော်ထပ်ဓပုံရိုက်တဲ့ရင်နဲ့တဘာရင်ဆရာတွေကတော့နာဂရွာတွေရောက်အောင်သွားပြီးရိုးရဝစ်စုံနဲ့အမှုအရာနဲ့ဟန်ပန်တွေတရုပ်ဆောင်ခိုင်းပြီးဓပုံတွေရိုက်ခဲ့ကြတယ်။ကုတူကန်ကကျွန်တော်နဲ့အသာစော်ဘက်မှာမရှိဘူး။ကျွန်တော်တို့လည်းတဘာရင်သမားကြီးတွေမရောက်နိုင်တဲ့ရွာအထိခွက်ဝေးဝေးသွားပြီးမဲ့ရွာမှာရှိတဲ့နာဂရိုးရဝစ်စုံတွေကလီရှိနှစ်တစ်ကူပွဲတော်ကျင်းပရာကငားသွားတဲ့အတွက်ဓပုံကောင်တွေမရလိုက်ဘူး။ဆရာဦးမောင်တဲ့ ချွေးစီမူဟာကျောင်းဆရာဟောင်းလည်းဖြစ်တဲ့နာဂယူရဒလိထုံးစံတွေအများကြီးတိမိမှတ်သားထားသူလည်းဖြစ်တဲ့ရွာသစ်တရွာတီမယ်ဆိုရင်လီကောင်းလီတန်းရတဲ့နေရာရှုခင်းတာတဲ့နေရာရွေးချယ်ပုံကားဆလို့တစ်သားပေတွင်ဖတ်ထုံးပေတွင်မိကြပုံကားအလဲတစ်ပင်တွေကိုခုတ်ပြီးတစ်ပင်လဲရာကိုလေးလာပြီးနမိတ်ောက်ပုံအလဲတော့ခုတ်တဲ့သူရွေးတာအစုံရွာသစ်တီရင်လုံးလေးလုံးထရှိတာတွေကိုဆရာဦးမောင်တန်းကပြောပြတယ်ဘလား ောက်အထိပြောတယ်လဲဆိုရင်ကျွန်တော်တို့ကဆရာရဲ့ကိုပိုင်အချိန်တွေအုံဆုံးမှာစိုးတဲ့အထိအောင်ပဲပြီးတော့ကျွန်တော်တို့စကားပြောကြတာမိဖို့အနီးချက်ခိုးစင်အောင်မှာဆိုတော့ဟင်းထမင်းချက်ပြုတ်နေတဲ့ဆရာကတော်ကဒါမျိုးပြောရရင်ဘယ်နှညပြောရပြောရလို့ဝင်ပြီးစကားထောက်တယ် ကျွန်တော်တို့ဆရာပြောတာတွေကိုနားထောင်နေတော့မှလိမ္မော်သီးလာဝဲတဲ့သူရှိလို့ထားရမရသေးတယ်။ဆရာခြံကတီးတဲ့လိမ္မော်သီးတွေပါကြည်ရတာအရင်ရွှမ်းပြီးခြုံမဲ့ပုံမဲ့ဆရာကတော့သူတိမှတ်ထားတဲ့ရိုးရဒလီထုံးစံတွေကိုပြောဖို့အာယုံရောက်နေတော့ကျွန်တော်တို့ကိုအဲ့ခံဖို့မိနေရှာတယ်။ကျွန်တော်တို့ကလည်းဆရာစကားနားထောင်ရတာပဲကြည်နက်လာပါပြီ။ဆရာသမီးမတ်ပေါ်လိုင်းရှိကတော့ပွဲတော်ရွေးမှုအလုပ်တွေများနေတယ်ထင်ပါရဲ့။အိမ်ထဲဝင်လိုက်အပြင် တ်လိုက်နဲ့အနာမနေရဘူးအဲ့ဒီညကစစ်တပ်သုံးခွန်ကန်နဲ့တဲ့တချို့ကလည်းဘာဘူးဆောင်လို့ခေါ်တဲ့တချို့အရက်မှာတော့လားဆောင်လို့ခေါ်တဲ့ဆောင်တက်တဲ့စုစုပေါင်းဆောင်သုံးထက်ဆောင်သုံးတယ်ထပ်ပြီးခြုံအိတ်တာလဲမနှွေးဘူးနှာခေါင်းပေါ်နှာခေါင်းအေးပါးစပ်ပေါ်ရင်ပါးစပ်အေးတဲ့ညာပေါ့ချမ်းလို့ရင်ကြွက်တက်တက်တယ်ဆိုတာကြားတာကြားဘူးတာအဲ့ဒီညာတော့ကြွက်တက်ချင်းတလို့လို့ဖြစ်လာတယ်ပြတိုက်ချစ်သူ မနက်အရာကနူးနူးချင်းပြုံးစရာအဖြစ်နဲ့ကြုံရတယ်။လီရှိမျိုးမှာအေးလိုက်ချမ်းလိုက်တမလီမင်းတောင်မှာချမ်းနေရှာတယ်။စကြဝဠာမှာအလွန်ပူပါတဲ့ဆိုတဲ့ရှင်နေမင်းလဲချမ်းနေလိုက်တာ အနီရောင်လိမ့်မောရောင်မဟုတ်ပဲတကြားလုံးဖြူဖြူတလုံးနဲ့တူနေတယ်။နေဘက်ထွက်တဲ့လာမင်းနဲ့ခက်ဆင်ဆင်ပေါ့။ဆက်ငါရဲ့ဒီမနက်မှာရိုးရနှစ်တကူပွဲစတာပါပဲ။မနေ့ကကွင်းဖွင့်ပွဲ၊ရင်ကျေးမှုအဖွဲတွေအကအဖွဲတွေမနေ့ကအစီအစဉ်အတိုင်းအခမ်းကြတယ်။ ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့အာကစားဝင်ကြီးတို့တက်ကြတယ်။နိတိကူပွဲတော်အထိန်အမတ်ပေါ်လီဘောပြိုင်ပွဲတန်လုံးပြေပြိုင်ပွဲခေါင်းအုံရိုက်ပြိုင်ပွဲလွန်ဆွဲပွဲတွေကျင်းပပေးတယ်။ပြည်သက်တွေနာဂဘာသာစကားနဲ့အားပေးကြတယ်။ ကျိုးရနစ်တကူပွဲတော်ကျင်းပပြီးချိန်မှာကြွလာကြတဲ့ဒေတာကောင်းဆောင်တွေကိုလက်ဆောင်ပစ္စည်းတွေပေးတယ်ရုံမြင့်တန်ကြားဆက်တွေဆောင်းနဲ့အဝတ်အစားတွေလူသုံးကုန်ပစ္စည်းတွေပါတယ်နာဂကောင်းဆောင်တွေကလည်းတိုင်းမှုနဲ့ဝင်ကြီးတို့ကိုရိုးရလက်ဆောင်တွေပြန်ပေးကြတယ်။အကားအဖွဲမှာပါတဲ့အမျိုးသမီးတွေကို ခရုပတိတကုံးစီလိုက်လံဝေငှကြတယ်။ ပွဲတော်ကျင်းပရာကွင်းအနီးမှာနာဂရူရပြတိုက်ရှိတယ်။စိမ့်ပြာရောင်တုတ်ထားတဲ့ဒီပြတိုက်ထဲမှာတော့ရူရပစ္စည်းတွေစုဆောင်းပြသထားတယ်။ဒီအဆောက်အဦးဟာအရင်ကတော့စစ်တပ်တပ်ဆွဲရာနေရာတဲ့ဂျာမနီနိုင်ငံရုပ်ရှင်ရိုက်ကူရေးကုမ္ပဏီမှမစ္စတာဘရူနန်လူရန်ပါသည်လို့အဆောက်အဦးမှာစာကတ်ထားတယ်။ Donated by Mr. Brunan FBF Germany လို့ရေးထားတယ်။ မာနောက်သားချုံနဲ့လှုပ်ထားတဲ့ခေါင်ရည်ဘူးဘူခာတိချောက်ရည်ဘူးရိုးရအမီစီတဲ့ငုံစေးဘူး ဝက်ဆွဲလက်ကောက်စားတဲ့အသုံးဆောင်ပစ္စည်းတွေရောနာဂတိုင်းရင်သားတို့နဲ့ဆိုင်တဲ့စာအုပ်စာတမ်းတွေရောလှံကိုစိစက်မင်္ဂလာပေါက်စိမ်စိစက်မင်္ဂလာလှံစားတဲ့သူတို့သမီးရဲ့မိဘတွေကိုပေးရတဲ့မင်္ဂလာပစ္စည်းတွေပါပြသထားတယ်။တလန်လောက်ရှိတဲ့ဝါတဘိုးမှုတ်ဆရာခရလည်းပြထားတယ်။တကွန်နိုင်ထူတဲ့ပွဲကြောက်တိုင်ဆိုင်တဲ့ပွဲတွေမှာသုံးလေးရှိတဲ့ကျွဲမိခုတ်တဲ့ဓာကြီးကိုလည်းပြလိုက်မှာပြထားတယ်။ ဒီဓာတ်နဲ့ကြွယ်မိကိုဖြတ်အောင်ခုတ်ပြီးနမိတ်ကောက်ကြတာလေတစ်ချက်ထဲနဲ့ပြတ်အောင်ခုတ်နိုင်ရင် အောင်ဝဲတွေဇက်တိုက်ဆက်ရမယ်လို့အတိတ်ပဲကောက်ယူတာမပြတ်ခဲ့ရင်တော့နမိတ်မကောင်းဘူးလေလေပြားလိုက်ချစ်သူတွေကတော့ဒီလိုပြားလိုက်တွေတိုင်းရင်းသားတိုင်းမှာရှိချပြီးအတွန်းရှိစေခြင်းကြမှာပါ ညာပိုင်းမှာပွဲတော်ရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့မိဘုံပွဲနဲ့ညာပိုင်းကပွဲတွေရှိသေးတယ်။ကျွန်တော်တို့မန္တလေးကလိုက်လာတဲ့စာနယ်ဇင်းအဖွဲ၄ယောက်ကတော့ညာမိဘုံပွဲကျင်းပတဲ့အထိမနေကြရပဲပစ္စည်းတွေပြန်ပို့နှင်းနဲ့ကားကြုံနဲ့ပြန်နှင်းကြရမယ်တဲ့။ရုတ်တရက်ဖြစ်လာတဲ့အစီအစဉ်မှုအိမ်အပြန်လက်ဆောင်အဖြစ်ဝယ်ဖို့စိတ်ကူးထားတဲ့နွားနောက်သားကြောင့်နဲ့လိမ္မော်သီးတွေဝယ်ချိန်မရလိုက်ဘူး။ကိုပစ္စည်းကိုအမြန်သိမ်းပြီးကားရှိရာကိုအပြေးလာရတယ်။စာနယ်ဇင်းသမား၃ယောက်အ ွက်တာဝန်ခံပြီးလက်မှတ်ထိုးထုတ်ထားတဲ့ဆောင်တွေအိယာခင်တွေဒီအတိုင်းထားပြရတာပေါ့တစ်ထည်တစ်ခုမှအပြောက်အ မပြောင်းမရှာမှတည်ကြတယ်လေ။နာနောက်သား6ကတပိတ်တာကို3600 4000လောက်ကျတင်မယ်ထင်တယ်။လိမ္မော်ဒီကတော့တလုံးကို35 40 50ကျပ်အတီးရဲ့အရွယ်ပေါ်လိုက်လို့ပေးရမယ်။လီရှိနဲ့ထရက်လိမ္မော်ဒီတွေကအခွန်ပါရမှာအခုခေတ်ပေါ်နေတဲ့ပြားလိမ္မော်နဲ့ဆင်ပြီးအရင်ရှမ်းတာပါတူတယ်။အချို့ဓာတ်ပါပေမဲ့ဗီတာမင်စီဓာတ်များတဲ့အရာသားမျိုးထမ်းမတိညချင် အပြန်မှာတော့ကျွန်တော်တို့ကလေးမျိုးကလာတဲ့ကလေးစမှုဆောင်မှာတက်ဆင်တဲ့ခါရရှိ ကလေးချစ်ကအစ်စ်တွေနဲ့ပြန်ခဲ့ကြတယ်။ပစ္စည်းတွေကားပေါ်အပြည့်တင်ပြီးပစ္စည်းတွေရဲ့အပေါ်ကထိုင်ကြရပြန်တယ်။ချစ်ကားခောက်မှုအထက်ကနေအစင်းမြင့်မြင့်လိုက်နေကြတာပါ။နေ့လယ်တနာရီခွဲမှာလေရှိမျိုးကထွက်ကြတယ်။မူလာရန်ကြောင့်နှစ်ဘေးရောက်တော့ကျွန်တော်တို့နှုတ်မဆက်ပဲရုတ်တရက်ပြန်သွားလို့အံ့ဩနေ နေသေးတဲ့ဆရာမနီဖူးသေးခင်များចောင်းဝင်းထဲကအပြေးထွက်လာပြီးနှုတ်ဆက်တယ်။ဒီပြင်လူငယ်တွေလုံမငယ်တွေပါပြေးထွက်လာပြီးနှုတ်ဆက်ကြတယ်။ခင်မင်းဆရာကောင်းတဲ့ပန်ဆက်ကမိတ်ဆွေတွေလက်ပြနေရခဲ့ကြတယ်။တနည်းနည်းတစ်ချိန်ချင်းကံမကုန်ရင် ပြန်ဆောင်ကြတာပေါ့ဆရာမနီဖူးသေးရေလို့အော်ပရာတွေပြဆက်တွေမှာပြောကြတဲ့စကားလုံးကိုတတိယဆရာပဲ။ ခါရရှိကလေးချစ်ကားကတော့အိမ်အပြန်မှုကဆုံပေါက်နေတာလားတင်ထားတဲ့ဝင်တွေနဲ့တင်ဒီအတက်လောက်ကိုဒီလောက်အချိန်နဲ့မှတက်ရမှာမို့အမြန်နှုံးတင်နေတာလားမသိမယမ်းစီရောင်အပွင့်လေးတွေပွင့်တဲ့ပန်းချုံလေးတွေရဲ့အလှကိုဝအောင်မခံစားလိုက်ရဘူးတောပန်းတောင်ပန်းလေးတွေရိတ်ခနဲရိတ်ခနဲနေရမှာကြံခဲ့ပြီး အနက်ရောင်ခပတ်ပြားကြီးပတ်ထားတဲ့လီရှိမျိုးအဝင်ကတောင်မြင့်ကြီးကိုလဲပြန်ကြည့်ရင်လီရှိမျိုးစီလဲပြန်ကြည့်မိတယ်။ခရာတေးပညာမှာကပတ်နဲ့ရပုဂ္ဂိုလ်ကြီးတယောက်နဲ့တူနေတယ်လေ။ကျွန်တော်တို့အလာခီးတုန်းကမီးရောင်ပြပြနဲ့လမ်းမြင်ရတဲ့လီရှိမျိုးဟာအခုလဲပြမိုင်းမိုင်းတောင်ခိုးမြူချီတွေအကြားမှာရူခနဲ့ရိတ်ခနဲ့လမ်းမြင်နေရတယ်။တစ်ပင်တွေကကွယ်လိုက် တောင်တွေကကာလိုက်ကားလန့်ကကောက်လိုက်နေမှုလီရှိမျိုးကိုစိတ်ထဲလွမ်းတလ လောက်ကြီးခွင့်မြင်ခွင့်မတားဘူးအဲ့လိုအဖြစ်အပျက်ကပဲမထင်မရဲနဲ့ပူလွမ်းစေတာထင်ပါရဲ့ခါရရှိကလေးချစ်ကရင်တန်းဟာအောင်စီရရွာကိုညနေ3နာရီမိနစ်20မှာရောက်တယ်။လက်ဖက်ရည်တောက်နားကြတာမဟုတ်ဘူး။ရှေ့ညာဘက်ဘောတွေ့သွားတာတဲ့ ာလရာကြီးတရတစ်မြင်းဆောင်တုံညငါဆိုတဲ့ကားကိုကျွန်တော်တို့စီးလာခဲ့ကြတာအောင်စီရမာရက်တော့ကျွန်တော်တို့တယောက်မျက်နှာတယောက်ကြည့်ပြီးရယ်မိကြတယ်ဥလိုက်တဲလိုက်ရယ်ကြတာတော့မဟုတ်ဘူးလေလေရှိကို လွမ်းနာတတိယတာတဝက်နဲ့ရယ်ကြတာဆိုတော့ဘလို့လို့ဥလိုက်တဲလိုက်ရယ်တာဖြစ်နိုင်မလဲကျွန်တော်တို့တွေဟာဖုံမုံတွေနဲ့ဖွေးပြီးမြောက်ဖြူတွေနဲ့တူနေကြတယ် ရှမ်းမီတားစုတီးဟောက်စ်မှာကားပြင်နာကိုထိုင်ဆောင်ကြရင်ကားဆရာတချို့နဲ့စကားဝိုင်းဖွဲ့ဖြစ်ကြတယ်။ကျွန်တော်တို့စကားဝိုင်းကောင်းနေတယ်လို့ပူမူးဝင်းတင်ငိမ့်လို့လဲတီဘောကြလားလှိုင်ပွားမှပြန်လွားပြန်လွားအတန်ကောင်းလားတွေပြောနေကြတယ်။တယောမင်းသားကြီးဆိုတာဆိုတဲ့စကားလုံးလဲခဏခဏပါတာပေါ့။ ခါရရှိကလေးကြီးတွေကကလေးမျိုးကနေ24မိုင်ဝေးတဲ့ကလေးဝါမျိုးကိုလာကြတယ်။ကလေးဝါကနေ38မိုင်ဝေးတဲ့မော်လိုက်ကိုမောင်းကြပြီးမော်လိုက်ကနေဖောင်းပြင်ကူရတယ်။ချင်းတွင်းမြစ်ကိုလှေဖောင်နဲ့ကူကြတာဖောင်းပြင်ကမှနောင်ဖို့နောင်ဘူအောင်တွားရမှာလဲလှေဖောင်းတုံးကြရပြန်ရောနောင်ဘူအောင်ကနေဟုံမလင်းဟုံမလင်းကနေထမတီကိုလာကြရတာထမတီကနေလီရှိတီတောင်တက်ခရီးတဲ့ ဟ ோம் လင်းကနေထမ်တီကိုခါရရှိကြီးကားတွေကူကြတော့ဝါးပေါင်ပေါ်တင်ပြီးကျိုးနဲ့ဆွဲကူကြရတဲ့တဲ့ကလေးမျိုးကယာယီနံပါတ်နဲ့ဂျစ်တွေကြီး25စီပွဲတော် address လွှတ်လိုက်တာဒီပွဲကအပြန်မှနံပါတ်ပြရရမယ်လေကားတစ်စင်းကိုကြက်ငွေ3နဲ့ဒီစက်ကြက်ငွေ3သိန်းနဲ့ဒီစက်ဂါလန်60ပေးတဲ့တဲ့ ။ထမတိရောက်ခန့်ဤလမ်းမှာ နေလုံးနီနီဝန်းဝန်းကိုမြင်ကြရရတယ်။လေရှိမှာဒီလိုနေဝန်းနီနီနဲ့လေရှိမျက်နှာစည်းစာတပ်ပုံရိုက်ဖို့ချောင်းတာတရက်မှမကြုံခဲ့ရဘူး။ကြံရင်ခဲတဲ့ကိုပြေကျော်မြင့်တို့ရိုက်ခွင့်ကြုံကြလိမ့်မယ်ထင်တယ်။ လေရှိမျိုးကိုသွားတော့ကလမ်းမှာစိုးနေတဲ့နေရာကစူပြီးခြောက်တဲ့နေရာကခြောက်နေတာကိုဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာနားမလည်ခဲ့ဘူးတင်းကလေးအဝေးရွာကိုသွားကြတော့လမ်းမှာရွှွန်တော်တွေဖြတ်ရတဲ့အခါဒါမိုးရွာထားလို့ဖြစ်တဲ့ရွှွန်မဟုတ်ဘူးနင်းဤနင်းဆက်တွေကြောင့်ဖြစ်တာတဲ့နေရာမရနိုင်တဲ့နေရာမို့အခုလိုမခြောက်သေးတာလို့ဆက်ပြရွာကဦးခေးစွာကရှင်းပြဘူးတယ်လေ အခုလဲထမ်းမတိလမ်းမှာစုတခါ၆တက်လက်တွေ့ရပြန်ပြီ။ကဘာကြီးကပုံရွေးလာတယ်။ရွှေပြောင်းတောင်ရစနစ်ကလည်းရှိနေသေးတယ်။လူဦးရေထူထပ်လို့လောင်စာအဖြစ်ထင်းခွေနေရသေးတယ်ဆိုရင်နောက်နှစ်တွေမှာအခုလို စုတခါ၆တက်လက်အဖြစ်မျိုးကိုမြင်ခွင့်ကြုံရပါတော့မလား။ အသွားရောအပြန်မှာတတိထားမိတာတစ်ခုရှိတယ်။တဘာဝပတ်ဝန်းကျင်ရှုခင်းတွေကမမတ်ဆက်ဆက်လာပေမဲ့စိတ်မချမ်းသာစရာမြင်ကွင်းကတော့သစ်ပင်တွေခုတ်ပြီးထင်းပုံတွေပုံထားလိုက်တာဟိထနေတာပဲ။တဏီရတဲ့တွေ့ရတာမဟုတ်ဘူး။ ညနေ9နာရီမှကားပြင်ကားပြင်ပြီးလို့အောင်စီရရွာကထွက်နိုင်တဲ့ကားကကားပြင်လို့ရပ်ထားရတဲ့အချိန်စာပြန်ရအောင်မောင်းနေတာလေလားထမ်တီရောက်မှကားဆရာအမောပြေအညောင်းပြေရမှာထင်ပါရဲ့ကားကိုသူမြန်မြန်မောင်းတယ်ကျွန်တော်စိတ်ကနောင်ရောက်ဖို့ခက်ခဲတဲ့လေးရှိမျိုးမှာကြံခဲ့တယ်ထမ်တီရောက်တော့ညနေ6နာရီ45မိနစ်ရှိနေပြီကျွန်တော်တို့အဖွဲထမ်တီကျောင်းဝင်းထဲမှာပဲစတဲ့ချကြတယ်ဒီတခါတော့ တစ်ထက်ចောင်းဆောင်ထဲမှာလေကားပေါ်ကားပစ္စည်းတွေအောက်ကိုခြားကြတော့လှုပ်အားပြချရပြန်ရောအဲ့ဒီလိုခြားကြတော့မှခါးရရှိကလေးချစ်ကတစင်းပေါ်မှာတင်နိုင်တဲ့ပစ္စည်းရဲ့ပမာဏကိုအံ့ဩချီကျူးရတော့တယ်ဒီလောက်များတဲ့ပစ္စည်းတွေပါအောင်တည်ယူနိုင်ဖို့စီမံခန့်ခွဲသူကိုပဲချီကျူးရမလားကားဟပ်ပေါ်ကွဲကွဲရုံလောက်နဲ့အရောက်မောင်းနိုင်တဲ့ကလေးမျိုးသားကားဆရာကိုပဲချီကျူးရမလား အဲ့ဒီညညစာအတွက်ညစာစားဖို့တရောက်တစ်ထောင်လုံးထုတ်ပေးတယ်။ထမ်တီစိတ်ကန်ကစားနေကြစားတော့ဆိုင်မှာပဲထိုင်ဖြစ်ကြတယ်။ဘက်ထရီမီးချောင်းရောင်မိမ့်မိန်လေးအောင်မှာလေးရောက်သားစကားမပြောဖြစ်ကြပဲအထရီကိုစီအလွမ်းကိုစီနဲ့ချင်းတွင်းမြင့်အရှိဘက်ကန်းစီကရှမ်းအိုးစီတန်းမောင်းတန်တွေကြားနေရတယ်။ရိုးရပွဲလန်းတစ်ခုခုလေးလားတာဝန်ကြီးကြီးယူထားတဲ့ပုဂ္ဂိုလ်တယောက်ကိုကြိုဆိုဖို့တီးလုံးတိုက်နေတာလေလား။ တာဆွန်နဲ့ကုညိုလုံတို့ကတော့ရှမ်းအိုးစီတန်းမောင်းတန်ကို Scotch လူမျိုးတို့ရဲ့လီအိတ်နှဲတန်နဲ့တဟစာတာဖြစ်အောင်လှလှပပရောဆက်ခန်းစားနေကြတယ်စပွဲအလယ်မှာဟီတာဂိတ်ယမကာမိဆက်ပွဲက လက်ဆောင်ပေးထားတဲ့ Scotch လူမျိုးရုပ်ပုံပါဝီစကီရောက်နေတယ်လေ။ပဲဖြူလေးပြုတ်ကိုကျက်သွန်နီနန်းချင်းနဲ့ဆီရွှဲရွှဲဆန်းပြီးတုပ်တဲ့ပဲပြုတ်ဟင်ဟာသမတီရဲ့နောက်ဆုံးညစာစားပွဲရဲ့အလယ်တဲပင်မဟင်းတစ်ခွက်ဖြစ်နေပါပေါ့လား။ လက်မလောက်တုံးတစ်ထားတဲ့ဆက်သား၆တုံး၅တုံးပါတဲ့ဟင်ကွက်ကသူ့ကိုအရင်ဆုံးစပြီးနှိုက်စားစီခြင်းလို့မော်ကြည့်နေတယ်။ရှန်အိုးစီတန်စကော့ချ်လီအိတ်နဲတန်နာဂတုံထုတန်တွေဝေစီနေတဲ့ညစာစားပွဲပါပဲ။ကိုညူလုံးကတော့ဆရာကြီးလူရုဦးလာလို့နာဂရီနဲ့ပတ်သက်တဲ့စာအုပ်တုပ်ရေးချင်သေးတဲ့။အောင်မျိုးထွန်းကတော့ရှင်မင်းတလေးဂျာနယ်မှာသူ့ရေးမဲ့ဆောင်ပါအတွက်အချက်လက်တချို့ရွတ်ပြနေပေါ့။တာစော်ကတော့နနက်ခင်းဂျာနယ်နဲ့ မူခမဂဇင်းတွေမှာသူရေးသားပေးပို့မဲ့ဆောင်းပါးတွေအတွက်ခေါင်းစဉ်တွေစဉ်းစားနေတာလေလား လင်ရှိအေးပုံနဲ့ထမတိချမ်းပုံကွာခြားချက်ကို မကြာခင်နဖူးတွေ့ဒူးတွေ့တွေ့ရတော့မယ်။ထမတိရွာရဲ့စောင်းညချမ်းကတော့စာနယ်စင်းသမားတွေကိုမမတ်ရရဖြစ်သွားအောင်အစွမ်းကုန်ချပြလိုက်အောင်မယ်ဟဲ့လို့ကြုံဝါနေတယ်လို့ပဲ။စာတင်ကန်းမှာမူလတန်းကြောင်းသားသုံးထိုင်ကုန်တန်းလျားရှိတွေကစီးကျုံနေပြီမယ်။ကျွန်တော်တို့ကို Diamond Palace Company ကခင်းအိတ်စရာအုံးစရာခြုံစရာဘာတစ်ခုမှမပေးနိုင်ဘူး။ဒီတညတော့ဖြစ်တယ်လို့ပဲအိတ်လိုက်ကြပါတော့တဲ့။ ကိုညိုလုံးမှာဆောင်းအခင်းအပြည့်အစုံပါတာမှုသူ့ဆောင်တထဲအောင်မျိုးထွန်းကိုမြချုံနဲ့ကျွန်တော်နဲ့တာဇော်ဘလို့လုပ်ရပါမလဲအောင်မျိုးထွန်းလဲတထဲတဲနဲ့ဘလို့မှအိမ်လို့ဖြစ်မှာမဟုတ်ဘူးညစ်နက်လာတာနဲ့အမျှထမ်းမတိအေးဓာတ်ကပူပူအေးလာနေတယ်နောက်ဆုံးကောင်ရိုးမြင့်အနေနဲ့လက်ဖက်ရည်တို့ခောက်ဆွဲတို့ရောင်နဲ့ဒေါခင်နီးဤမိသားစုကိုအခုအငြိမ်တောင်းရတော့တာပေါ့သူတို့ကဒီလိုချမ်းစီးတဲ့ညကြီးဆိုင်ပိတ်ထားချိန်မှာလာနိုးပြီးဆောင်းလာငားတဲ့မျက်နှာ ညနာမစိမ့်မကြက်ကျွန်တော်တို့တွေကိုသူတို့ကိုဘောကဆောင်းခွနဲ့ထဲခွာပြီးနားလိုက်တယ်။တရုတ်ပြည်လို့ဖဲဆောင်သုံးမွေးနှစ်ဖက်လာဆောင်လေးကြီးပဲ။နေတဲ့စေတနာမေတ္တာလေးလား။ဒေါခင်နီးနဲ့ဂျူဂျူတို့မိသားစုကိုကျေးဇူးတင်မိတယ်။နုံမှုဆိုရင်တော့အဲ့ဒီညဘလို့ဖြတ်တန်ရမလဲမတွေးဝင်အောင်ပဲထိုင်ရက်မိုးလင်းရတော့မှလားကိုရူးကိုပိုက်ရင်ကိုရတော့မှလားလက်ဖက် လက်ဖဝါးနှစ်ဖက်ပူးကက်ပြီးပေါင်နှလုံးချတဲ့ထက်ပြီးတင်မားကိုလက်အုပ်ချီအေးရမှလေလားငားလိုက်တဲ့ဆောင်တွေကိုကိုညူလုံးတို့အောင်မျိုးထွန်းတို့ကိုဝင်ကားပြီးမဲ့သူတို့ကမယူတော့ဘူးဆိုတာနဲ့တာဆောင်နဲ့နှစ်ယောက်သွားနှစ်ယောက်သားနွေးထွေးလုံကြုံစွာအိမ်မောကြခဲ့ကြတယ်ဆောင်တွေကနွေးတာထက်ဒေါဂင်းနီတို့ဂျူဂျူတို့စေတနာမေတ္တာဓာတ်ကပုံနွေးစေတာထင်ပါရဲ့ချင်းတွင်မြစ်တွင်ရှုမြော်ခြင်း 16/2006ရဲ့မနက်စာဟာသံတီတရလုံးပဲဆိုင်ကပဲအစားအစာဘလောက်ကောင်းလဲဈေးဘလောက်တက်တာတယ်ပြောကြစီတော့ကျွန်တော်တို့ဒေါခင်နီရဲ့ဆိုင်ကလွယ်ပြီးပဲဆိုင်မှအားပေးလို့စိတ်မရှိဘူးကျွန်တော်တို့ကြီးအားပေးတာမဟုတ်ဘူးစူပါမိုးပြန်တွေကိုလည်းကိုယ်ဆိုင်လိုသဘောထားပြီးဒီဆိုင်မှာမနက်စာစားဖို့ဖိတ်ရတယ်စူပါမိုးပြန်တွေတင်မကပါဘူးဒီမနက်မှလီရှိကဆင်းလာကြတဲ့ကိုပြေကျော်မြင့်တို့နိုင်လင်းဟန်တို့အောင်ကျော်လက်တို့အဖွဲ့ကိုလည်းသူတို့ရဲ့မနက် ซอซอซาဒီဆိုင်မှာစားဖို့ခေါ်တယ်။ဒီဆိုင်မှာစားကြဖို့မဖိတ်ခေါ်ပဲရောက်လာသူကတော့ကိုဝင်းကိုကို WCS နဲ့မိတ်ဆွေကိုကျော်မိုးတို့ပါပဲ။သူ့ကိုမမျှော်လင့်ပဲတွေ့လိုက်ရတော့အတော်ဝမ်းသာသွားတယ်။သူကရန်ကုန်ကလာတဲ့သူတွားသား တွားတွားတရဝလီလာသူလို့သူကိုယ်သူကင်မွန်းတတ်တယ်။တကယ်တော့လက်တွေထိမ့်သိမ့်ပြုစုဆောင်းရှောက်လီလာနေတဲ့သူလီတို့ဟူကောင်းမင်းချင်းမဆုများစာအုပ်ကိုလက်ဆွဲပြုပြီးတနိုင်ဘက်သွားလက်တုတေသနာလုပ်ရင်းကျွန်တော်နဲ့မိတ်ဆွေဖြစ်ရတာ။အခုလေဒီလူချင်းတွင်းမြစ်ကိုဆန်ခဲ့ပြန်ပြီသူတို့စရဲချတဲ့တောင်ခုံပေါ်ကတဲဘာသာတိဆောက်ထားတဲ့ရေလောင်းအိမ်သာသူတို့ခီးသွားကြပုံလှုပ်လှုပ်ကြပုံတွေကိုသူ့ကင်မရာ LCD မော်နီတာထဲမှာပြန င်ရှားပြနေတယ်။သူ့အတွေ့အကြုံတွေကိုစာရေးဖို့ကျွန်တော်ခဏခဏတိုက်တွန်းနေသူပေါ့။တကယ်တော့ကျွန်တော်တို့သာအချိန်ပေးနိုင်ခဲ့ရင်ကိုဝင်းကူကူတို့ရဲ့ထမတီဘေးမဲ့တော်ကကိုချစ်စော်တို့ရဲ့ကျွန်တော်တို့ရဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးစကားဝိုင်းလေးဖွဲ့ကြဖို့ကောင်းတာပေါ့။ကိုပြေကျော်မြင့်တို့ပါပါကြမယ်လေ။ ျွန်တော်တို့နှစ်ယောက်မထင်မှတ်ပဲတွေ့ဆုံကြလို့ဝမ်းသာအားရစကားပြောတဲ့ဟာဒေါခင်နင်းရဲ့ဆိုင်လေးတဲ့မဆန့်ပဲဆိုင်ပြင်ကိုရှန်ကျသွားလို့လမ်းသွားဘေးလာတွေတောင်မှငဲကြည့်ယူကြရတယ် ထမ်တီစိတ်ကံမှာလီရှိပြန်ဧတယ်ရီအဒရက်ငူဝါနဲ့တင်ကြီးမိုးဆိုတဲ့ short day နှစင်းစောင့်နေတယ်။ကျွန်တော်နဲ့သာသောတင်ကြီးမိုးဆိုတဲ့ short day ပေါ်ရောက်သွားကြတယ်။ short day လို့ခေါ်တဲ့အမြန်ရင်လေးတွေကိုတချို့ကတန်ဝန်လို့လည်းခေါ်တဲ့တဲ့ဆက်လီဒဇင်းလုံးတန်ထယ်ရီကြီးတိဆောက်ထားလို့တန်ဝန်လို့ခေါ်တာတဲ့။မနက်9:45မှာ short day စထွက်တယ်။ homeling ကနေထမှတ်သည်52မိုင်ခရီးကိုခရီးသည်တရငွေ3500ကျပ်နှုန်းယူတဲ့ homeling နဲ့နန်တော်ကိုတော့2500ကျပ် homeling ကနေဆယ်စင်းအထိ9500ကျပ်နှုန်းယူတဲ့တင်ကြီးမိုးလျှော်တဲ့ပေါ်မှာနိုင်ငံသားသားခရီးသည်တချို့အပြင်ရန်ကုန်ကနာမည်ရဓာတ်ပုံဆရာတွေပါလာကြတယ်။တာဆွန်နဲ့ကျွန်တော်ကခရီးအစကတည်းကရှော့တယ်ရဲ့နောက်မီပိုင်းမှာနေရာယူထားတာ။ ဓာတ်ပုံရိုက်ချင်ရင်ရိုက်ရလွယ်အောင်လို့နောက်တော့ဓာတ်ပုံဇယားကိုမြဝင်းအပါအဝင်းဦးစိုးတို့ပါတဖြည်းဖြည်းနဲ့ short day နောက်မီကိုရောက်လာကြတယ်။ရန်ကုန် FMI မှာကျင်းပခဲ့တဲ့ဦးစိုးရဲ့ဓာတ်ပုံပြပွဲကိုကျွန်တော်ကြည့်ဖူးတဲ့အကြောင်းတော့ပြောမပြမိဘူး။ ထပ်ပုံရိုက်ဖို့ထွက်လာတဲ့တင်ကြီးမိုးလျှော်တယ်လို့ဆိုကြပါစို့။ချင်းတွင်းမြစ်တွင်ရှုမြော်ခင်တွေကတော်တော်လာတာပါကလား။လျှော်တယ်နောက်အမီအထိမလာပဲလျှော်တယ်ဝမ်းထဲကနေပြီးတယ်လီမန်ကျောင်းတွေထွက်လာတာတွေ့ရတယ်။နိုင်ငံသားသားခရီးသည်တွေလည်းချင်းတွင်းရှုခင်ကိုဓပ်ပုံရိုက်ကြတယ်။ကျွန်တော်ကပဲလွမ်းနေလို့လားမသိ။ရိုက်မိတဲ့ဓပ်ပုံတွေကလွမ်းငွေတွေဝင်နေတယ်လို့လို့ပဲ။ဟုံးမလင်းရောက်တော့မွန်းလဲနေပြီ။လေရင်ကွင်းကိုထုံးစံအတိုင်း ရတဲ့ထွေလာကြီးမှာဖြစ်တယ်လို့တွေ့ကပ်လိုက်ရင် ရောက်အောင်သွားကြတယ်။လီရင်ကွင်းရောက်ခံဒီမှာခြံစည်းရိုးကျဆူပင်စုပေါင်းဆိုင်ပြိုပွဲအခမ်းအနားမှာတိုင်းမှုတက်ရောက်မှာမို့ညီညီညာညာတန်းစီစောင့်နေကြတဲ့တက်မတော်သားတွေအမျိုးသမီးရေးရာအဖွဲ့တွေမိခင်နဲ့ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်တွေပြည်တော်စုစန်းခိုင်ဖွင့်ဖွင့်ပြပြည်တော်စုစန်းခိုင်ရင်နဲ့ဖွင့်ပြရင်းအဖွဲ့ဝင်တွေသူ့အတန်းနဲ့သူတန်းစီနေရာယူထားကြတာလမ်းမြင်နေရတယ် လင်းရင်လက်မှတ်ကတော်တော်ခက်နေပါလားကိုပြေကြော်မြင့်နဲ့နှစ်ဦးရန်ကုန်ကိုလက်မှတ်မရဘူးဒါနဲ့မန္တလေးကိုလိုက်ရင်ရမလားထက်စူးစားရတယ်လင်းရင်ကွင်းမှာအေးသိပ်စာတယ်ဈေးချိုဟိုတယ်ကဝန်ထမ်းလေးတွေနဲ့ရေပလင်းဝယ်ဖို့ငွေတထောင်ကျပ်အကြုံပါလိုက်ရတယ်ရလာတဲ့ရေပလင်းတွေကိုဝေမျှတောက်လိုက်ကြတော့ချက်ချင်းကုန်ပါလေရောရီစာနေကြတာအများစုကြီး ိစိတ်မှာလီရင်ကနှစ်စင်းရှိတယ်တဲ့တစင်းကရန်ကုန်ကိုပြန်မယ်တစင်းကမန္တလေးဝင်ပြီးရန်ကုန်ကိုပြန်မယ်ပြန်မဲ့ခီးတဲ့တွေကများနေပြီးလီရင်ကနည်းနေတယ်မန္တလေးကိုလိုက်ပါကြမယ်ဒိုင်းမွန်ဖဲလေးဝင်တန်းတွေနဲ့စာနယ်စင်းသမားတွေအထက်ဘူမူးဝင်းတင်ကတာဝန်ယူထားတယ်ပထမလီရင်ထွက်တော့နေရာများတဲ့ခီးတဲ့တချို့ကဒုတိယလီရင်ကိုထတ်ကြိုးစားကြတယ်ကျွန်တော်တို့အပြန်လက်မှတ်ရဖို့တိတ်မကြိမ်းသေးဘူး မန္တလေးဝက်စုရက်ထဲကဘောလုံးကစားဘက်ကိုအေးကတော့လင်းလက်မှတ်မရရင်သူတို့ self car တွေနဲ့လိုက်ခဲ့ဖို့ခေါ်နေတယ်။ Diamond Palace ကုမ္ပဏီရဲ့ self car လေးစဉ်လင်းခွင်းကိုလိုက်လာကြတာလေ။အသွားခရီးစဉ်တစ်မျိုးအပြန်ခရီးစဉ်တစ်ချောင်းဆိုရင်ရေးစရာတွေအများကြီးရမှာအေကန်ပဲ။အပြန်ခရီးမှာကားလမ်းနဲ့ပြန်ဆင်ပေမဲ့လိုက်ခဲ့ဖို့ခေါ်ဖော်ရတဲ့ကိုအေးတို့အဖွဲ့ကိုကျေးဇူးတင်နေ။ကားတွေကလမ်းမှာတညအိတ်ကြရအောင်ပါ။ဈေးကျဟိုတယ်ဝန်ထမ်းတစ်တိုက်ကိုအမှတ်တရ ဓာတ်ပုံရိုက်ပေးရတယ်။ကျွန်တော်တို့ ਨੇ တခဲကြီးတဲ့အတူတူသွားကြရတာဆိုတော့တချို့ဝန်ထမ်းတွေ ਨੇ မျက်မှန်းတမ်းမိခင်မင်နေကြပြီ။ကျွန်တော်တို့စားရေးတောက်ရေးနေရေးထိုင်ရေးတွေသူတို့အစီအစဉ်ပေးကြတာလေ။ဒီခရီးစဉ်မှာကျွန်တော်တို့လေးယောက်ဟာ Diamond Palace Company ကဖိတ်ကြားတဲ့စာနယ်ဇင်းသမားတွေဟုတ်လား ဒီတော့ကုမ္ပဏီကအစီအစဉ်တိုင်းသွားချိန်တန်သွားကြရပြီးပြန်ချိန်တန်ပြန်ချရရတယ်။စာနယ်ဇင်းသမားတွေဆိုပေမဲ့တခါတလေကုမ္ပဏီဝန်ထမ်းတွေနဲ့တသားတယ်။ဆန်အိတ်တွေမွေရာတွေရေပုံးတွေတဲ့ရပိုးရချရတယ်။ကုမ္ပဏီဝန်ထမ်းတွေနဲ့တသားတဲ့ကြလိုက်သမစားအတူသွားအတူရှိုးအတူပြန်အတူတူတခါတရံကျွန်တော်တို့ဟာ Diamond Palace ကုမ္ပဏီဝန်ထမ်းလို့ကုကုကုခန်းစားမိတယ်။ တောင်ပေါ်မှာအမတ်တရားဓာတ်ပုံရိုက်ပေးခြင်းပေမဲ့အများစုကိုရိုက်မပေးနိုင်ခဲ့ဘူး။ Homeland လေရင်ဝင်ရောက်မှပြန်ခန့်ပြီးမှဓာတ်ပုံရိုက်ပေးရတော့တယ်။ဒီဝန်ထမ်းတွေထဲမှာလည်းညီပုလေး၊ကိုညိုလုံး၊ตาစော၊အောင်မျိုးထွန်းတို့ကိုကြားဖို့တူလဲပါမယ်။စာနယ်ဇင်းအဖွဲ့အပေါ်မှာသူတို့ထင်မြင်ပုံကအမျိုးမျိုးဖြစ်မှာပဲ။ကိစ္စမရှိကျွန်တော်တို့အတူတူပင်ပန်းစင်းရဲခံပြီးခရီးရှည်သွားခဲ့ကြ။တအိုးရဲစားတခြင်းနဲ့စွန့်ခဲ့ကြသူတွေ မဆန္နာဦးမချူမရွှေဤဦးမဆန္နာမိုးတို့ဝန်ထမ်းမလေးတွေလင်းလက်မှတ်ရမှရပါမလားနဲ့ကျစီကျစီနဲ့ဖြစ်နေကြချိန်မှာကျွန်တော်ကတော့ထမတိလေရှိနဲ့ပန်ဆက်ကမိတ်ဆွေတွေကိုလွမ်းလွမ်းနေမိတတိယနေမိတယ်အော်လူစိတ်ခံစားမှုဆိုတာတော်တော်နားလည်ရခက်ပါလားတောင်ပေါ်ဒေသရောက်တော့မန္တလေးကမိသားစုနဲ့မိတ်ဆွေတငယ်ချင်းတွေကိုလွမ်းဆွတ်တတိယနေတယ်အခုမန္တလေးပြန်ရတော့မယ်ဆိုတော့တောင်ပေါ်လေရှိ န်ဆန်နဲ့ထမတီကမိဆွေတွေကိုတတိယလွမ်းဆွပြန်ရောတင်းကလေးအဝေးရွာကဆရာဦးခိုင်ကြားပြောလိုက်တဲ့တဆာဆဟု ဖြည်းဖြည်းပြန်ကြနော်ဆိုတဲ့စကားနဲ့ပန်ဆက်ရွာမှာဆရာမနီဖူးသေးပြောတဲ့မွန်ရှာဝေလိုဆိုတဲ့စကားတွေပြန်ကြားရောင်မိတယ်။ခုတွေ့ရတာမိတ်ဆွေတွေဟုတ်ပါဘူးဆွေမျိုးတွေပါလေ။ ဟုတ်ကဲ့ပါရှင်ဆရာကြီးညပူလေးရေးသားထားတဲ့မွန်ရှာဗီရိုဆိုတဲ့ခီးသွားဆောင်ပါလီကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီအညိုရိုးတွေနောက်ထပ်စာအုပ်ကောင်းလေးတွေမှာပြန်တွေ့ကြမယ်နော် အဆုံးထိလိုက်ပါနာဆင်ပြီးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးဘေးကင်းကြပါပြီ စိတ်ပင်ပန်းမှုများကင်းဝေးသောမြင့်ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေရှင်